မြန်မာနိုင်ငံအနေနဲ့နိုင်ငံတကာမှစီးပွားရေးပိတ်ဆို့အရေးယူထားမှုဆန့်ရှင်ဖို့နိုင်ငံတကာရောလုပ်ပြီးလုံမြအောင်လှုပ်ဆောင်တည်နယ်လို့စီးပွားရေးလေလာတုံသက်သူတွေကအကြံပြုကြပါတယ်။ပိတ်ဆို့သားစီမှုဆန့်ရှင်ဟာနိုင်ငံတကာဆက်ဆံရေးအာဏာနဲ့တက်ဆန်ကြောင်းနိုင်ငံရေးစနစ်ကိုကဘာယုံကြည်လာအောင်လှုပ်ဆောင်ဖို့လိုအပ်ကြောင်းနိုင်ငံတကာဆက်ဆံရေးကနိုင်ငံရေးစနစ်ပေါ်မှာမူတည်ရလို့ဗန်ဟီယာကျွမ်းကျင်ပညာရှင်ဦးထေအောင်ကြည်ကစီရန်တည်ထောင်တာကိုပြောပါတယ်။ဟိုတခုတော့ရှိတာပေါ့ဟိုကျွန်တော်ကလည်းနည်းနည်းလေးစဉ်းစားကြည့်နေတာပါလားဆိုတော့ဟိုဘယ်လိုပြောမလဲဟို ဒီလိုအခြေအနေကကျွန်တော်တို့ကအမြဲတမ်းဖြစ်နေရလေဟုတ်ဒါကကြာခဲ့ပြီလေအဲ့တော့ဒီဟာကဒီပြစဉ်းစားနေတာပေါ့စဉ်းစားနေတော့အကြမ်းင်းကြောက်လို့ရှိရကျွန်တော်နိုင်ငံရေးစနစ်ပေါ့နိုင်ငံရေးစနစ်ပေါ်ပေါ်မှာဟိုကဘာကယုံလာအောင်လုပ်ဖို့လိုတာပေါ့နော်မနှောင်းရှိဆိုတာကဘာရေးနှောင်းရှိဆိုတာကျွန်တော်နိုင်ငံရေးသိပံသဘောရကျွန်တော်ပြောရလို့ရှိရင်အထောင်ရှိပြီးသူ့မှာဘယ်လိုခေါ်မလဲနိုင်ငံရေးရဲ့ philosophy ပါတယ်သူတို့ ဟိုလိုအားနဲ့ကျွန်တော်တို့လက်ခံတယ်ဟိုဆိုတော့အဲ2008ကိုစတင်ပြီး run ဆိုစီမှာနဲ့ဟို international စစ်ဆန်ကြီးကကောင်းလာတာပဲဒီဈာကြီးဦးလေးပဲအများကြီးစဉ်းစားကြအောင်လို့အဲ့တော့အဲ့လိုရှင်နေရအောင်ဘယ်လိုပြန်သွားမလဲဒါကိုစဉ်းစားရမှာပေါ့ sanction sanction ဆိုတော့ကတခုစီက political system နဲ့နိုင်ငံရေးစနစ်နဲ့ဆိုင်တယ်နံပါတ်၄ကနိုင်ငံစစ်ဆန်ရေးစနစ်နဲ့ဆိုင်တယ်နံပါတ်၃ချက်ကသူကဘာနဲ့ဆိုင်လဲဆိုတော့ sanction ဆိုတဲ့သဘောတရားဒီဟိုလူကောမလဲဟို IR နဲ့ဆိုင်တယ် မြန်မာနိုင်ငံမှာ2023ခုနှစ်ဖေဖော်ဝါရီတရက်က NLD အစိုးရက2020အထွေထွေရွေးကောက်ပွဲမဲဆင်းအငင်းပွားမှုကိုမဖြေရှင်းမယ်။အစိုးရဖွဲ့စည်းရေးဂျိုးပန်းနယ်လို့ဆိုကမြန်မာတပ်မတော်ကဖြုတ်ချပြီးနိုင်ငံတော်ကိုအရေးပေါ်အခြေအနေကြေညာခဲ့ပါတယ်။အဲဒီနောက်မြန်မာတပ်မတော်ကိုဖြုတ်ချရေးလက်နက်ကန်အင်အားစုတွေနဲ့ဒီမိုကရေစီအင်အားစုတွေပူးပေါင်းပြီးဂျိုးပန်းလျက်ရှိနေပါတယ်။ဒီလိုနိုင်ငံရေးအကျက်တွေဖြစ်ပေါ်နေချိန်မှာမြန်မာနိုင်ငံကိုအမေရိကန်ဥရောပနဲ့နိုင်ငံတကာကစီးပွားရေးပိတ်ဆို့အရေးယူမှုတွေပြုလုပ်ခဲ့တယ်လို့လူသူဦးချင်းကိုလည်းစီးပွားရေးပိတ်ဆို့အရေးယူမှုတွေချမှတ်ခဲ့ပါဗျာ။ အဲ့ဒီလိုပိတ်ဆို့သားစီခြင်းဟာအင်အားကြီးသူကအင်အားနည်းသူကိုအနိုင်ကျင့်တဲ့လောက်ရက်တစ်ခုသာဖြစ်ကြောင်းပိတ်ဆို့သားစီမှုတွေရုပ်သိမ်းခဲ့ရင်အခြေခံလူသန်းစားတွေအတွက်အများစွာအလောက်ကန်အခွင့်အလမ်းရှိလာနိုင်မှာဖြစ်ကြောင်းတိုင်းပြည်ပြန်လည်တိုးတက်လာနိုင်တဲ့အခြေအနေတွေဖြစ်ပေါ်လာနိုင်မှာဖြစ်တယ်လို့စီးပွားရေးလုပ်ငန်းရှင်ဦးအောင်ပြေဆောင်ကစီရင်တင်ထဏာကိုပြောပါတယ်။အဓိကကတော့အခြေခံလူသန်းစားတွေကိုကျွန်တော်တို့လုပ်တွေအများကြီးပေးနိုင်တယ်။ဆက်ကျင်နေရှိတော့ကုမ္ပဏီတွေကဒီနေ့ဆောင်ရမှုတွေဝင်မလာရဲဘူး။ဝင်မလာရဲတဲ့အခါကျတော့ လူသမားတွေကျွန်တော်တို့အလုံးမရဘူးလုံးမရတော့လုံးမရှိဘူးလုံးမရှိတော့နိုင်ငံခြားထွက်လုံးကြာကျွန်တော်ဒီလိုတွေထိကုန်ဒါလို့ဆန်းရှင်တွေပြုတ်သွားရင်အရင်ဆုံးရမယ်အခွင့်အရေးကတော့လုပ်ငန်းရှင်တွေတိုင်းပြည်အခြေခံတွေထဲကျွန်တော်တို့အခြေခံလူရန်းစားတွေကအလုပ်ကင်ခွင့်လန်းတွေကိုပေါ်လာတယ်အလုပ်တွေပုံများလာတိုင်းပြည်ထဲမှာ investment တွေများလာတော့ GDP တွေတိုးလာတယ်ကြည့်ရကျွန်တော်မြန်မာနိုင်ငံရဲ့ GDP က currency တောင်းလာတဲ့ခါကျတော့ဒေါ်လာတွေပါဝင်အစရှိတဲ့ဈေးတွေကျအကုန်လုံးတွေသူကသူဆက်မတက်တော့ဘဲနဲ့ရက်သွားမယ်အထူးရရတယ်ဟိုဒီပြောရင်လောက်ခလာတာတွေတိုးပြီးပေးနိုင်တယ်အဲ့တော့နှစ်ဖက်ဖြစ်သွားတယ်ဟုတ် တ်တက်တော့လည်းညလုံးကားလာတာဒူးလာတာနဲ့ကပြည်သူရဲ့သောက်ဝင်နေရထောင်းနေသွားမယ်ဒါဆက်တင်ရုပ်လိုက်လို့ရှင်ဖြစ်လာနိုင်တဲ့အခြေအနေအဲ့ဒီပြီးတော့မှဆောင်းနာရှေ့ရပြောခဲ့တဲ့ကုန်လုံဆောင်းနာတွေဒူးလာမယ်ဆက်တင်ရုပ်လိုက်တဲ့ကျွန်တော်စီးကွက်တွေပို့ရှာနိုင်မယ် marketing sharing တွေပို့နိုင်မယ်အဲ့ဒီ market sharing တွေလုံလာနိုင်တဲ့အခါကျတော့ဖြစ်ချက်မှုတွေအားပိုကောင်းလာပြီးတစ်ချက်တစ်ချက်ဖြစ်နေတဲ့ဆက်ပေါ်တိုင်းကြီးကဒူးတက်လာနိုင်တယ်လက်ရှိမြန်မာနိုင်ငံတဘောမှာလက်နက်ကန်အင်အားစုဝင်တဲ့မြန်မာတပ်မတော်ကြားတိုက်ပွဲတွေအပြင်းထန်ဖြစ်ပွားနေကြပြီးနေရဆုံကွာထွက်ပြေးတိမ်းရှောင်နေကြသူ၃တန်းကျော်ရှိနေပါတယ်။ အဲ့ဒီနော်တရားဥပဒေစိုးမိုးမှုနဲ့လုံခြုံရေးအားနည်းလာကလမ်းပန်းဆက်သွယ်ရေးတွေခက်ခဲပြီးပြည်တွင်းမှာကုံတွယ်စီးဆင်းမှုကျော်နေလာတယ်လို့အိန္ဒိယနိုင်ငံကြီးနဲ့ကုံတွယ်စီးဆင်းမှုတွေလည်းရတန်းလျက်ရှိနေပါတယ်။အဲ့ဒါကြောင့်မြန်မာတပ်မတော်က2025ခုနှစ်ဒီဇင်ဘာ28ရက်မှာရွေးကောက်ပွဲအပိုင်း1ကို၎င်း2026ခုနှစ်ဇန်နဝါရီ17ရက်မှာရွေးကောက်ပွဲအပိုင်း2ကို၎င်း2026ခုနှစ်ဇန်နဝါရီနောက်ဆုံးပတ်မှာရွေးကောက်ပွဲအပိုင်း3ကို၎င်းကျင်းပဖို့စီစဉ်ပြီးနိုင်ငံတကာကိုကြိုးပမ်းလျက်ရှိနေပါတယ်။